မမရရတရားနာမယ်ကငါမရှိလင်ငါဟာမရှိတဲ့ဘာတုတ်ဆရာတို့ရဲ့တရားပါကျွန်တော်ဒီတရားလေးကျွန်တော်နိုင်နိုင်နိုင်နဲ့ဆရာတော်ပြောသလိုတရားရဲ့အနှစ်သာရကိုစုံမိကြင်ပြီးဖြစ်သွားတော့ဒီနေ့တော့ကျွန်တော်ကြောင်းလေးနဲ့ပြောပြခြင်းပါကျွန်တော်ဘာလို့ဒီခုချိန်မှာဒီကျွန်တော်ဘာသာတရားလေးကိုပို့ပြီးတော့စိတ်ဝင်စားနေလဲဆိုတော့အရင်တော့ဆိုတော့ကျွန်တော်ဖျားရှိကိုရေးတဲ့ကောင်တော့မဟုတ်ဘူးပြဒီကျွန်တော်ထိုင်းနိုင်ငံရောက်လာပြီးရဲ့နောက်ပိုင်းဆိုရင် ဟိုမိနေရများပါတယ်ဆိုတော့အဲ့ဒီမတိုင်ခင်ကတော့မြန်မာပြည်မှာတော့ကျွန်တော် PR scan တွေဝင်ခဲ့ပူးပါတယ်ဒါပေမဲ့ကျွန်တော်ဘာမှမသိလာခဲ့ပါဘူးဘာမှအောင်မသိလာခဲ့ဘူးတမာရီလေးတောင်မရပါဘူးအော်နည်းနည်းတော့ရပါပေါ့နော်အဲ့ဒါပါတော့အဲ့နဲ့တည့်ရကျွန်တော်လောက်ကနေအင်ပြန်လာတဲ့အခါမှာဒီအောင်ကျော်တွေကျွန်တော်အောင်ကျော်မကောက်ဘူးဆိုတော့မျက်လုံးတွေကြိုက်တယ်အဲခေါင်းတွေကြိုက်တယ်ခဏခဏဖြစ်တယ်အဲ့တည့်ရကျွန်တော်အင်ပြန်လာပြီးတော့နားနေတော့မှဖုန်းကလည်းကြည့်လို့မရဘူး မျက်လုံးကိုင်နေတဲ့အတွက်ဆိုတော့ဖုန်းလေးကိုဘေးနားချထားပြီးတော့ကျွန်တော်မျက်လုံးလေးမဲ့ပြီးနေတယ်ဒါလည်းပြင်းလာတာနဲ့ဖုန်းခဏကောက်ကိုင်နေတဲ့အခါမှာ screen ကိုဖွင့်လိုက်တော့ပထမအဦးဆုံးပေါ်နေတဲ့ပေါ်နေတဲ့ဟာလေးကတရားလေးပြ။ဘာကြောင့်ဆရာတော်ကြီးကတရားလေး။အော်ဒါလေးနားထောင်ကြည့်မြပေါ့ဆိုပြီးကျွန်တော်ဖွင့်လိုက်တယ်ဖွင့်ပြီးတော့ဘေးနားလေးထားပြီးကျွန်တော်မျက်လုံးလေးမှိတ်ပြီးတော့ကိုယ်လည်းမျက်လုံးကလည်းအောင့်နေတော့မျက်လုံးလေးမှိတ်ပြီးတော့နာနေခဲ့တယ်ဗျ။တော်တော်အယုံစိုက်ကြသွားတယ်။တော်တော်အယုံစိုက်ကြသွားတယ်။အဲတော်တော်လေး like တွေးမိတယ်ပေါ့နော်။တရားနဲ့တရားနောက်ကလည်း like 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 ပြီးတွေးမိလာတဲ့အချိန်မှာ မမရရတရားနာမည်ကငါမရှိရင်ငါဟာမရှိတဲ့ဘာကြောက်ဆရာတို့ရဲ့တရားပါကျွန်တော်ဒီတရားလေးကိုကျွန်တော်နိုင်နိုင်နိုင်နဲ့ဆရာတို့ပြောသလိုတရားရဲ့အနှစ်သာရကိုစုံမိကြင်ပြီးဖြစ်သွားတော့အဲ့ချိန်မှာဟောနေတာကအာယုံ6ပါးနေပြီးတော့အပြင်ကအာယုံတွေနဲ့တိုက်တဲ့အခါမှာကိုယ်စီမှာအာယုံကနေပြီးတော့မြင်အာယုံဆိုရင်မြင်သိစိတ်တွေဖြစ်တယ်ကြားသိစိတ်တွေဖြစ်တယ်အဲဒါလည်းဖြစ်ပြီးပြတ်သွားတယ်ဆိုတဲ့အကြောင်းပါအဲ့ဒီအကြောင်းကိုကျွန်တော်နားနေရင်းနဲ့ကိုယ့်ကိုယ်ထဲမှာကိုယ်လိုက်ရှာမိတယ်လိုက်ရှာကြည့်တယ်လိုက်လှုပ်ကြည့်တယ်ပေါ့လိုက်လှုပ်ကြည့်တဲ့အခါမှာ သိကြတယ်ဆရာတော်ပြောတဲ့အတိုင်းပဲကျွန်တော်အကုန်တွေ့တယ်တွေ့တယ်မြင်မြင်လာတယ်မြင်လာတဲ့ခါမှာအဲအတိုင်းအဲအတိုင်းဟုတ်တယ်ဟုတ်တယ်ဟာဟုတ်တယ်ဟာလည်းလိုက်တာပေါ့လိုက်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 ရင်တရားလဲစုံနေချိန်မှာကျွန်တော်တော်တော်ဝမ်းသာပီတိဖြစ်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တရားရဲ့အနှစ်သာရကိုစုံပြီးတံမြင်ဖြစ်သွားတာပါတံမို့လည်းပြီးသွားတာပါဒါနဲ့နောက်နေ့ကစပြီးကျွန်တော်စပြီးတော့တရားထိုင်တယ်တရားကျင့်တယ်ဝိပဿနာရှုတယ်ကိုဘာတိရမယ်တိစရာတွေရှိတဲ့ဟာတွေကိုကျွန်တော်လိုက်လေ့လာတယ်တရားတွေနားတယ် အားလုံးဆရာတို့တရားဆိုရှိသမျှအကုန်လုံးနှီးပါအလုပ်လို့ကျွန်တော်နောက်ပြီးတော့ပါပြီဆိုတော့ကိုတိလာပြီးတော့လဲသူများတွေကိုကိုတိတို့လေးပြန်ပြီးတော့တိစေခြင်းနဲ့မျှဝေတယ်ပေါ့အဲ့ဒီလိုတိပြီးတော့နောက်ပိုင်းမှာတော့ကျွန်တော်ဆုံးဖြတ်နိုင်သွားတယ်တေးကြတယ်ဒါတရားစစ်တယ်တေးကြတယ်ကျွန်တော်ကိုကိုကိုွယ်နေတာဘုရားစစ်ပဲပြီးတော့နောက်တစ်ခုကကျွန်တော်တန်ခါကိုရွေးချယ်ပြီးတော့ကိုကိုွယ်တက်လာတယ်တန်ခါစစ်ကိုရှာတက်လာတယ်တန်ခါစစ်ကိုမြင်တက်လာပါတယ်ပြီးတော့တရားတွေကိုလည်း ထီထီမိမိနားတက်သွားတယ်နားလည်နိုင်သွားတယ်ပေါ့နော်အရင်တော့ဆိုတော့ကျွန်တော်တို့တရားရင်နိုင်ခေါင်းတွေရှုပ်ပါတယ်ဘာမှနားမလဲဘူးအဲဒီရပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တရားလေးတွေကိုဟိုရဲနာဖြစ်တယ်အနည်းဆုံးတော့တရက်ကိုတစ်ပုတ်လောက်တော့နားဖြစ်တယ်ပြီးတော့အဲတရားတွေကိုလည်းဟိုဘယ်လိုရောမလဲ apply လုပ်နိုင်လာတယ်ဒီပုံနားလည်လာတယ်ပေါ့နော်အရင်ကတည်းကပုံပုံနားလည်လာတယ်နားလေးပုံနားလည်လာလေးကျင့်လေးနားလေးနားလည်လာလေးပဲတွဲတော့တွဲရတော့ပေါ့နော်ကျန်တရားနားရတာ ਨੇ ကိုကျင့်တာ ਨੇ ဟိုတော့အတွဲတတွဲတဲ့သွားမှတော့အဆင်ပြေမှာ နောက်ဆိုတော့ဒီနားမလဲတဲ့ခါမှာကောင်းနေရှုပ်လာအောင်ကောင်းနေရှုပ်လာတဲ့ခါမှာစိတ်သက်တွေကြလာတယ်လုံချင်တဲ့စိတ်တွေပျောက်လာတယ်ပေါ့အဲ့လိုတွေဖြစ်မှာကိုကျွန်တော်စိုးပါတယ်လူတိုင်းကိုကျေတော့ပြီးတော့ကျွန်တော်ရထားတာတကယ်အစစ်မှန်ပါဒီအစစ်မှန်ကိုလည်းတကယ်အစစ်မှန်ဖြစ်ကြောင်းလည်းကျွန်တော်လုံးဝအာမခံနိုင်ပါတယ်အာမခံရဲပါတယ်ဒါကြောင့်လည်းတိုက်တွန်းမိတယ်ကျွန်တော်မိသားစုတွေရောနောက်ဆုံးကျွန်တော်ရဲ့မျိုးသမီးဆိုရင်မျိုးဖလာခရစ်ယာန်ဘာသာဝိဂရေအခုချိန်ထိ ၄၀ကျော်ဒီချိန်ထိကိုပဲသူခရစ်ချန်ပဲဒါပေမဲ့တန်ကရက်နှစ်ကစပြီးကျွန်တော်တိလာပြီးနောက်ပိုင်းမှာကျွန်တော်မျိုးသမီးကိုပြောပြဖြစ်တယ်ကိုတိတာလာလေးတွေပြောပြဖြစ်တယ်တူဒီတော့ကျွန်တော်ပြောတာကိုနားထောင်နေသူပေါ့ကျွန်တော်မိနားထောင်နေကျွန်တော်ပြောတာလေးတွေကိုနားထောင်ပေးတယ်ဆိုတော့ဒီနှစ်ယောက်ပေါ့အဲနှစ်ယောက်မှာတော့နောက်ဆုံးကျွန်တော်တို့အမြတ်ကတော့ကျွန်တော်မျိုးသမီးအမြင်မှန်လာတယ်ဖျားစစ်တရားစစ်ကိုချင်းကက်လာနိုင်ခဲ့တယ်ဒါကျွန်တော်တို့အမြတ်ပဲအဲဒီလိုပဲတရားသူတွေကိုလည်းကျွန်တော်အဲ့လိုလေးဖြစ်စေခြင်းနဲ့စိတ်ကလေးနဲ့ဒီတရားလေးတွေကို ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်ဆရာကြီးလည်းမဟုတ်ဘူးအများကြီးသိနေတယ်သူလည်းမဟုတ်ဘူးသိပါဦးလုံရင်းနဲ့ကိုတိတာလေးတွေတော့ပဲပြောပြနိုင်ပါတယ်ပြီးတော့ကျွန်တော်ထက်သိတဲ့သူတွေလည်းဒီဗီဒီယိုလေးတွေရဲ့အောက်မှာပေါ်လာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်သူတို့ဆီကလည်းပြန်ပြီးတော့အသိဉာဏ်လေးတွေကိုကျွန်တော်လိုချင်ပါတယ်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးတွေကျွန်တော်စာလုပ်ခြင်းဖြစ်ပါတယ်ဒါနဲ့အစအဦးဆုံးကတော့ကျွန်တော်မိသားစုတွေကိုယ့်ရဲ့မောင်နှမသားချင်းတွေလိုက်ပြီးတော့ပြောတာဗျကိုယ်လုံးပြန်သိသွားမလားပေါ့ကိုတိတာလေးကိုသူတို့လည်းသိသိစေချင်တာစိတ်ကလေးနဲ့ ီးတော့ဒီလိုမျိုးဖြစ်တဲ့သူတွေကလည်းကြားဘူးတာကအဲ့လိုပဲဒါအားပြောပြချင်နေတဲ့အဲပြောပြချင်နေတာပေါ့နော်ငါကျွန်တော်လည်းလူပဲကျွန်တော်ပြောပြချင်နေတယ်ကျွန်တော်ပြောလိုက်လို့ပဲသူတို့စဉ်းစားမိသွားတဲ့အခါမှာတိညာလေးမျိုးပွင့်သွားမလားပေါ့နော်ကျွန်တော်ဖြစ်တယ်လို့မျိုးလေးဒါမဲ့ရလက်ကတော့ကျွန်တော်ကို issue လို့ပဲထင်ရတယ်ကျွန်တော်ဒါပါဒါဆိုမင်းကတရားရပြီလားဆိုရင်ကျွန်တော်မရသေးပါဘူးအဝေးကြီးပါတော်တော်အဝေးပါသေးတယ်ဒါမဲ့ကျွန်တော်လမ်းကြောင်းကိုတော့မြင်သွားတယ်အဲ လမ်းကြောင်းကိုမြင်သွားတယ်ကိုရှူရမဲ့ရုံနဲ့နံကိုရှာတွေ့ထားတယ်ဒါတွေမဲ့မနေဘူးလို့ပြောလို့ရတယ်ပေါ့ဗျာเนาะကျွန်တော်တို့လိုတာမဲ့လူတွေအတွက်ဆိုရင်ပေါ့เนาะအဲ့ဒါနဲ့ကျွန်တော်ဘယ်သူမှမပြောဖြစ်ဘူးမပြောဖြစ်ပဲနဲ့တစ်နှစ်ခွဲရှိတယ်ကျွန်တော်စပြီးတော့ကျင့်တယ်ဝိပဿနာကိုတမထအောင်ကျွန်တော်ဆက်လုပ်တယ်ကိုကျင့်ကြည့်ပါပဲအဲ့ဒါနဲ့ဒီနှစ်မှာတော့ကျွန်တော်အကြံဉာဏ်လေးရတယ်ကျွန်တော်တိတာတာလေးတွေကျွန်တော်လေ့လာတာတာလေးတွေကျွန်တော်မှတ်သားတာတာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ရဝေးကျင်ပါတယ်ကျွန်တော်ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးတွေလုပ်မယ်ဆိုပြီးတော့စိတ်ကူးမိပြီးတော့မှစလုပ်ဖြစ်တာဆိုရင် ဒီဘက်ထဲမှာပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးတွေကိုအကြံဉာဏ်လေးတွေပေးပေးပါကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ရန်ကျွမ်းကျင်တဲ့သူမဟုတ်ပါဘူးဒီကိုပြောပြချင်တာလေးဒါဒီများစီရောက်စေချင်တဲ့စိတ်လေးတစ်ခုနဲ့ပဲကျွန်တော်လုပ်နေတာပါဆိုတော့တန်တန်းလေးပါလည်းမတက်ခဲ့ဘူးပြောရရင်ဒီ social media တွေရဲ့အကြောင်းကျွန်တော်အများကြီးနားမလည်ပါဘူးဆိုတော့ကျွန်တော်ဗီဒီယိုလေးတွေတက်လာရင်ဝိုင်းပြီးတော့ကူညီပေးကြပါကြည့်ပေးကြပါပြီးတော့အဲပုံနေတာလေးတွေလိုနေတာလေးတွေကိုကျွန်တော် comment မှာ ြောပြအကြံဉာဏ်ပေးဖို့အတွက်နှောက်ဆိုပါတယ်ကျွန်တော်ဒါလေးတွေကိုမျှော်လင့်ပါတယ်နောက်ပိုင်းလဲကျွန်တော်တို့ဘယ်အကြောင်းလေးတွေပြောစီခြင်းလဲအမ်ဘယ်တရားလေးတွေကိုကျွန်တော်တို့ဆွေးနွေးကြမလဲအတူတူဒါလေးတွေကိုလည်းကျွန်တော်အောက်ကကွန်မန့်မှာရေးပေးခဲ့ပါဦးဒါမှကျွန်တော်နောက်ထပ်နောက်ထပ်ဗီဒီယိုလေးတွေကိုဆက်လုပ်ဖို့အင်အားရှိပါမှာ